အနုပညာရှင်မိဘတွေထက်တောင်တဲတဲလို့ချစ်ခင်နေရတယ်။အနုပညာရှင်မျိုးဆက်သစ်ကလေးလေးရောက်ပရိသတ်များအလုံးမင်္ဂလာပါရှင် Famous Daily News ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။အနုပညာရှင်တွေဆိုတာကပြည်သူတွေချစ်ခင်အားပေးခြင်းကိုခံထားရတဲ့သူတွေပါအထူးသဖြင့်ပြည်သူချစ်တဲ့အနုပညာရှင်တွေဆိုတာကဘာဝယ်လုပ်လို့ပြည်သူတွေကအရေးတကြီးကြီးနဲ့စောင့်ကြည့်ခြင်းကိုခံထားရပါတယ်အနုပညာရှင်တွေတိမကပါဘူးအနုပညာရှင်တွေရဲ့သားသမီးတွေကပါတဲတဲလုံးချစ်ခင်နေရပါတယ် ဒီဗီဒီယိုထဲမှာတော့မိဘချင်းအားတွေကိုနင်းပြီးတော့နောက်တစ်ချိန်မှာရှမ်းရှမ်းတောင်းအောင်မြင်တဲ့မျိုးဆက်တဲ့အနုပညာရှင်ဖြစ်လာနိုင်တဲ့ကလေးတွေကိုပြောပြပေးတော့မှာပါ။နံပါတ်၄ရွှေပိုင်းအင်တာနက်ပေါ်မှာဆက်စရာကောင်းပြီးတော့စကားပြောလိမ့်မယ်ယဉ်ကျေးလုံလို့ ရိသက်တွေရဲ့ချက်ချင်းမြတ်တာတွေကိုအပြေးဝါရရှိနေတဲ့အနုပညာရှင်ရဲ့သားသမီးတယောက်ကတော့အစိုးရဇော်ပိုင်းရဲ့တဦးသေးတော်သားလေးရွှေပိုင်းဖြစ်ပါတယ်။ရွှေပိုင်းဟာငယ်စဉ်ကတည်းကအင်တာနက်ပေါ်မှာကလင်းငယ်တွေအတွက်ပုံမြင်စာအုပ်လေးတွေဘဝသူတာဖြစ်စေမယ့်အကြောင်းအရာတွေကိုချစ်စပွဲမူရနဲ့ပြောပြလေးရှိပါတယ်။ဇော်ပိုင်းရဲ့သားလေးရွှေပိုင်းရဲ့တသားချစ်တဲ့အားလုံးခင်ဗျားဆိုပြီးတော့စကားပြောတဲ့အတန်လေးကိုကြားရတဲ့သူတိုင်းကိုစိတ်ချမ်းသာစေပါတယ်။ဒါအပြင်ရွှေပိုင်းရဲ့မျက်နှာလေးကအရွယ်နဲ့မလိုက်အောင်ကိုချစ်စရာကောင်းပြီးတော့တည်ငြိမ်အေးချမ်းနေရပါ ဒါကြောင့်လည်းအစောလောစောပိုင်းရဲ့သားလေးရွှေပန်ကိုပရိသတ်တွေကချစ်ခင်ပေးကြပါရယ်။နံပါတ်3စစ်လုံးမတီထက်နောက်သိမ့်မကြခင်တော့တဲ့နှစ်တွေအတွင်းမှာထိတ်တန့်တဲ့ပညာရှင်မင်းသမီးဖြစ်လာနိုင်တယ်လို့ခံမှန်းခြင်းခံထားရတာကတော့ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီမင်းသမီးကြီးထက်ထမို့ရဲ့မျိုးဆက်တစ်သမီးငယ်လေးစစ်လုံးမတီထက်ဖြစ်ပါရယ်။အလုံးဒီကြတဲ့တထမို့ကမြန်မာနိုင်ငံမှာကလေးလူကြီးလူငယ်ပြည်သက်တွေအလုံးကချစ်ခင်အားပေးကြရတဲ့အမင်းသမီးပေါင်း ကြကြမိုးရဲ့သမီးလေးစနုံးလေးချက်ကမိခင်ရဲ့အနုပညာအမွေကိုရောအလားတရာအမွေကိုပါဆက်ခံနိုင်ပါတယ်။အထူးသဖြင့်ထထမိုးရဲ့သမီးလေးစနုံးလေးချက်ကကြောင်ညာရီရိုက်ကူတဲ့အခါမှာထထမိုးအငယ်စားလေးလိုတရုပ်ဆောင်ကောင်းတာဖြစ်ပါတယ်။ဒါကြောင့်စနုံးလေးချက်ဟာနောက်တစ်ချိန်မှာမိခင်အလိုပဲတောက်ပလောင်အောင်မျိုးဆက်တဲ့အနုပညာရှင်ဖြစ်သတ်မှတ်ထားပါတယ်။နံပါတ်1ပြေသူဒရာ အခုလက်တလုံး internet social media မှာစာမျက်နှာတွေတော်တော်များများကိုလွှမ်းမိုးထားနိုင်သူလေးကတော့နိုင်ငံကျော်အမှုပညာရှင်ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်ရဲ့သမီးလေးပြည်သူဒရာဖြစ်ပါတယ်။ပြည်တည်ဦးနဲ့အင်ဒရာကျော်စင်တို့ရဲ့သမီးလေးပြည်သူဒရာကငယ်စဉ်ကတည်းကတော်တော်လေးကိုချစ်စရာကောင်းနေရကြောင်းပရိသတ်တွေကအချစ်ပိုခဲ့ရပါတယ်။ အခုချိန်မှာတော့သမီးလေးပြည်သူ့ထွာကဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလာပါပြီ။ဒီလိုမျိုးဆယ်ကျော်သက်အရွယ်ကိုရောက်ရှိလာချိန်မှာပြည်သူ့ထွာလေးရဲ့အလှတရားကမိခင်အင်ဒရာကျော်စင်ရဲ့အလှတရားအမွေကိုအပြေအဝဆက်ခံဝင်ရပြီးတော့တော်တော်လေးချစ်စရာကောင်းနေပါရဲ့။ဒါကြောင့်ပြည်သူ့ထွာလေးကပရိသတ်တွေရဲ့အသေးနှလုံးကိုသိမ့်ပိုက်ချနိုင်ပါရဲ့။ နံပါတ်1မြူလင်းကိုကိုနောင်တစ်ချိန်မှာထေတန်နှုပညာရှင်ဖြစ်လာမယ်လို့ခန့်မှန်းထားကြတဲ့ထဲမှာရုပ်ဆောင်မင်းသမီးလင်းစာနေစုံနဲ့အတူတခေတ်တခါတော့ကအရန်အောင်မြင်ခဲ့တဲ့မင်းသားရဲကိုကိုရဲ့သမီးလေးမြူလင်းကိုကိုဖြစ်ပါတယ်။မြူလင်းကိုကိုကမိခင်လင်းစာနေစုံနဲ့ဖခင်ရဲကိုကိုရဲ့အလားတရားမွေကိုရရှိထားပါတယ်။ဒါကြောင့်လည်းချစ်စရာကောင်းနေရပါဘူး။ ညွန်လင်းကိုကိုနေနဲ့အနုပညာလောကတွေကိုဝင်ပြီးတော့ထိတ်တန်းမင်းသမီးလုပ်မယ်ဆိုရင်လုပ်လို့ရတဲ့အနေအထားပါဒါပေမဲ့မိခင်လင်းစာနေစောကတော့သမီးလေးကိုချင်လွန်လို့စိတ်မချအကြောင်းအနုပညာလောကကိုလွတ်လပ်စွာလှုပ်ရှားခွင့်မပေးထားပါဘူးဒါပေမဲ့ညိုလင်းကိုကိုဟာနောက်တစ်ချိန်မှာအနုပညာလောကမှာမိခင်လိုပဲအောင်မြင်တဲ့ထိတ်တန့်မင်းသမီးတစ်ယောက်ဖြစ်လာနိုင်ပါတယ်။အခုပြောပြခဲ့ရတာကတော့မိဘတွေထက်အချစ်ခံနေရတဲ့အနုပညာရှင်မျိုးဆက်သစ်ရင်သွေးလေးတွေပဲဖြစ်ပါတယ်။အဆုံးထိကျေးဇူးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။